မင်္ဂလာပါဒီဗီဒီယိုမှာ past tense ကိုဆက်ပြီးတော့မှရှင်းပြပါမယ်အဲ့တော့ဒီ share ဗီဒီယိုမှာအဒေါက်တာ intro ဝင်ပြီးသွားပြီပေါ့နော် verb to be အကြောင်းကိုအာရှင်းပြခဲ့တာဖြစ်တယ် share ဗီဒီယိုကလေအဲ့တော့ဒါပြန်ပြီးနည်းနည်းနှွေးပြရမယ်ဆိုလို့ရှိရင်ဒီ verb to be မှာဆိုရင် past tense ကိုပြောမယ်ဆိုလို့ရှိရင် am is are မဟုတ်တော့ဘဲနဲ့ was were ကိုသုံးရတယ်ဒီတော့ဒီ was က i was he was she was မောင်မောင် was မမ was စသဖြင့်ပေါ့နော်တခုတကောင်တယောက်တည်းကိုရည်ညွှန်းတဲ့ဟာတွေဆိုလို့ရှိရင် was နဲ့သုံးရတယ်လို့ပြောသွားတယ်ဒါကတော့ဒါအရှင်းအ tense video တွေကိုကြည့်ထားတဲ့လူတွေဆိုလို့ရှိရင်ဒီညှိတဲ့သဘောတရားပေါ့နော်တခုတကောင်တယောက်မှာအာဒီလိုတွေသုံးနေဆိုတော့ဒီညှိတဲ့သဘောကိုတော့နားလဲမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ခုဒီမှာအရေးတကြီးပြောချင်တာကဒီ where ကိုသုံးတဲ့အခါမှာ အများဖြစ်တယ် we were they were the students were the teachers were အဲ့ဒါတွေနဲ့မကပဲねဒီ you နဲ့ပတ်သက်လို့ရှိရင် you where ဆိုတာကိုသုံးတယ်ဆိုတာကိုပြောပြပြောပြကြင်တာဖြစ်တယ်ဘာလို့လဲဆိုတော့ကြံတဲ့ဟာတွေကဒါတစ်ခုတစ်ကောင်တယောက်ဆိုလို့ရှိရင် west နဲ့သုံးတယ်တစ်ခုတစ်ကောင်တယောက်ထက်ပိုတယ်ဆိုလို့ရှိရင် where ကိုသုံးတယ်အဲ့လိုပြောခဲ့တယ်ပေါ့နော် အခုဒီ you ကကြတော့ you တယောက်တည်းလဲပဲ where ပဲသုံးရတယ် past tense မှာ okay you where အာ you အများကြီးသင်တို့မင်းတို့စသဖြင့်အဲ့ဒီလိုမျိုးအများပေါ့နော်ဒါကိုသုံးတယ်ဆိုလို့ရှိရင်လည်းပဲ you where ပဲသုံးရတယ်ဘယ်တော့မှ you was လို့မရှိဘူးเนาะဒါကိုရှေ့ဗီဒီယိုမှာအသေးချာလေးပြောခဲ့ပြီးသွားပြီပေါ့เนาะโอเคဒီလိုဆိုရင်ဒီဟာတွေ ਨੇ ဒါ sentence တွေလောက်ကြည့်မယ်ပေါ့เนาะ အဲ့တော့ဥပမာ I was tired last night. I was tired last night. ငါမနေ့ညကပင်ပန်းနေခဲ့တယ်။အဲ့တော့ဒီ tired က adjective ဖြစ်တယ်။ပင်ပန်းတော့ verb to be နဲ့ပေါင်းလို့ရှိရင်ပင်ပန်းသည်လို့ဖြစ်သွားတယ်။ဒီလိုဆိုရင်ဒီဥစာကို he နဲ့ပြောမယ်ဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့ he was tired yesterday. He was tired yesterday. He was tired yesterday. He was tired yesterday. လွယ်ပါတယ်နော်ဒါဆိုရင်မောင်မောင်မင်းညကပင်မန်းနေခဲ့တယ် မောင်မောင် was tired last night မောင်မောင် was tired last night ဒီ yesterday တို့ last night တို့ yesterday evening တို့တို့မဟုတ်လဲဥပမာ2 days ago တို့ last friday တို့အစသဖြင့်ဒီအတိတ်ကာလကိုပြတယ်အချိန်ပြပုတ်တွေပေါ့နော်ဒါတွေကိုတော့ကိုယ်ကသေချာတော့မှတ်ထားရတယ်နော် အဲ့တော့ဒီမှာတော့ last night မနေ့ညကဆိုတာဖြစ်တဲ့အတွက်ကြောင့်မမောင်ကမနေ့ညကပင်ပန်းနေခဲ့တယ်။ဒါမြန်မာမှာဆိုလို့ရှိရင်တော့မမောင်မနေ့ညကပင်ပန်းနေတယ်။အဲ့လိုပြောလဲရတယ်ပေါ့နော်။ဒါပေမဲ့အင်္ဂလိပ်မှာကြတော့ပင်ပန်းနေခဲ့တယ်ဆိုတဲ့ဒီအချိန်ကိုပြတဲ့ဟာကိုတေချာဖော်ပြပေးရတယ်။ဒါကြောင့်မို့လို့မမောင် is လို့ပြောလို့မရဘူး။မမောင် was လို့ပြောရတယ်။တိကျတေချာဆိုတာနဲ့ဒီ tense ကိုဖော်ပြပေးရတယ်ပေါ့နော်။ ါကြောင့်အဲ့လိုရေးရဖြစ်တယ်ဒါဆိုရင်ဒီနေရာမှာ my daughter ဆိုရင်ဟော my daughter was tired last night ဒါကတော်တော်များများနားလည်မယ်လို့ထင်ပါတယ်ဒီတစ်ခုတစ်ကောင်တစ်ယောက်ပေါ့နော်ဒီနေရာမှာတကယ်လို့ my dog ငါခွေးလေးကမနေ့ကပင်ပန်းနေခဲ့တယ်ဆို my dog was tired my dog was tired yesterday ဒီလိုလေးပြောရုံပဲပေါ့နော်ဒီတော့ my dog ပဲဖြစ်ဖြစ် my daughter ပဲဖြစ်ဖြစ် နော်မောင်မောင်ပဲဖြစ်ဖြစ်မမပဲဖြစ်ဖြစ်ဟီပဲဖြစ်ဖြစ်ရှီပဲဖြစ်ဖြစ်အိုင်ပဲဖြစ်ဖြစ်ဒါတွေအားလုံးဟာတစ်ခုတစ်ကောင်တယောက်ကိုဖော်ပြတဲ့အတွက်ကြောင့်ဒီ past tense မှာ verb to be နဲ့ရေးတယ်ပေါ့နော်ဆိုလို့ရှိရင် was နဲ့သုံးရတယ်အဲ့ဒါဆိုလို့ရှိရင်ခုနကပြောတဲ့ you ပေါ့နော်အဲ့ you ကိစ္စကိုအရေးတကြီးပြောချင်တာဖြစ်တယ်မင်းညာမင်းပင်မန်းနေခဲ့တယ်လေဒီလိုပြောမယ်ဒါဆိုရင် you ပြောခဲ့တဲ့အတိုင်းပဲဘယ်တော့မှ west လို့မရေးရဘူး main ကတယောက်သေးပဲဒါပေမဲ့ you west လို့မပြောရဘူး you were you were tired yesterday you were tired last night စသဖြင့်အဲ့ဒီလိုမျိုးပြောရတယ်ဒါဆိုရင်မင်းညကမင်းပင်ပန်းနေခဲ့တယ်လေဆို you were tired last night ဒါဆိုရင်မင်းတို့မင်းညကပင်ပန်းနေခဲ့တယ်လေဆိုပြီးတော့မှမင်းတို့ဆိုတဲ့အများကိုရည်ညွှန်းတဲ့မင်းပေါ့နော်မင်းတို့ဒါနဲ့ပြောမယ်ဆိုရင်လည်းပဲ you wear ပဲသုံးရတယ်။ you wear you wear အဲ့တော့ဒီကျန်တဲ့ဟာတွေကတော့တစ်ခုတစ်ကောင်တယောက်တင်နဲ့သွားတာပေါ့နော်။တစ်ခုတစ်ကောင်တယောက်ဆိုလို့ရှိရင် wears နဲ့သုံးတယ်။တခုတကောင်တယောက်တစ်ပိုးတယ်ဆိုလို့ရှိရင်နှစ်ခုကနေစပြီးတော့သူ့ဘာသူဘလောက်ပဲများများဝေနဲ့သုံးတယ်ဒါကသိပြီးသားပါเนาะโอเคဒီ you ကိစ္စကိုတေချာမှတ်ထားပါเนาะလုံးဝအရှိမ အာဒါအနာဂတ်မှာပေါ့နော်လုံးဝမမှားအောင်ပေါ့နော်အဲအခုကတည်းကတေချာမှတ်ထားပါအနည်းဖြစ်ဖြစ် you อ่ะတယောက်တစ်ပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ် you where ပဲတော့နေဟုတ်ပြီเนาะ we တို့ they တို့ဆိုရင်ရော where ပဲတော့ရတယ်เนาะဘာဖြစ်လို့လဲအများမို့လို့ဒါကြတော့တယောက်တစ်ပိုးတယ်ငါတို့သူတို့ဆိုတော့ we where we were tired last night they were tired last night okay เนาะ ငါမိဘတွေမနေ့ကပင်ပန်းနေခဲ့တယ်ငါမိဖဒွေဆိုတော့မိဘကနှစ်ယောက်ဖြစ်တယ်ဒါကြောင့်မို့လို့ my parents were tired yesterday my parents were tired yesterday ဒါဆိုရင်ငါကလေးတွေမနေ့ညကပင်ပန်းနေခဲ့တယ်ဆိုရင်ရောငါကလေးဒွေ my children My children were tired last night. ဒါလေးပဲပေါ့လွယ်ပါတယ်နော် လွယ်တယ်ဆိုပြီးတော့ခုနကယူကိစ္စအောင်မမေ့နဲ့နော် You were တယောက်ပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ် thin thin တို့ me me တို့ဆိုရင် you were You were tired yesterday. You were tired last night. အဲ့ဒီလိုပြောရတယ်။ဒါဆိုရင်ဒီဥစ္စာတွေကိုမေးခွန်းနေလုပ်ကြည့်ရအောင်။မေးခွန်းလုပ်ရင်ထုံးစံအတိုင်းပဲဒါလာမေးခွန်းနေလုပ်မယ်ပေါ့နော်။ လာမေးခွန်းနေရာအရင်စလုံးမယ်ပါနော်အဲ့တော့လာမေးခွန်းနေဆိုရင်အရန်လွယ်တယ်ဒီ amidst of words ဝယ်ရတွေပါလို့ရှိရင်အဲ့ဒါတွေကိုရှေ့ထုတ်ယုံပဲပေါ့နော်ဒီတော့ဒီမှာကဘာပါလဲဆိုတော့ words တွေဝယ်ရတွေပါတယ်ဒီတော့ခုနပြောသွားတဲ့စာကြောင်းတွေကိုမေးခွန်းလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီ words တွေ where တွေကိုရှေ့ကိုပို့လိုက်ပြီးတော့နောက်မှာ question mark လေးထည့်ရုံပဲဒီတော့ဥပမာ he was tired last night ဆိုလို့ရှိရင် was ကိုရှေ့ကိုပို့တယ် was he tired last night ဒါမေးခွန်းဖြစ်တဲ့အတွက်ကြောင့်အတန်လေးရတော့နည်းနည်းလေးမြင့်နေတဲ့ဘောပေါ့နော်မြင့်တော့မြင့်ရတာပေါ့ဒီတော့ was he tired last night was he tired last night okay ဒါဆိုရင်မင်းအမေကမနေ့ကပြင်းမနေခဲ့သလား was your mom tired last night was your mom tired last night or was your mom tired yesterday သာသဖြင့် was ကိုရှေ့ကိုထုတ်လိုက်ရုံပဲ ဒါဆိုရင်မောင်မောင်မင်းညားကပြင်မန်းနေခဲ့လားလားမေးကော West ကိုရှေ့ထုတ်မယ် Was မောင်မောင် tired last night Was မောင်မောင် tired last night Was မောင်မောင် tired last night ဒါဆိုရင်လုတ်တက်ပြီနော်မင်းရဲ့ခွေးလေးကမနေ့ကပြင်မန်းနေခဲ့သလားမင်းရဲ့ခွေးလေးကတကောင်ထဲကိုယဉ်ညွန်းလားဒါလို့ဆိုရင် Was your dog tired yesterday Was your dog tired? tired yesterday? Was your dog tired yesterday? ဒီလိုလေးပြောသွားရုံပဲเนาะဒါဆိုရင် you ကိစ္စလာပါပြီ you နဲ့ဆိုရင်မင်းမနေ့ကပင်ပန်းနေခဲ့သလား Were you tired yesterday? Were you tired yesterday? Were you tired yesterday? အဲ့ဒီလိုမျိုးပြောရတယ်ဒီတော့ဒီ you ကသင်လည်းဖြစ်ရင်ဖြစ်မယ်သင်တို့လည်းဖြစ်ရင်ဖြစ်မယ် နော်မင်းတို့တင်တို့လည်းဖြစ်ရင်ဖြစ်မယ်တယောက်ထဲလည်းဖြစ်ရင်ဖြစ်မယ်ဘလို့ပဲဖြစ်ဖြစ် you ကိုမြင်တာနဲ့ဒီ past tense မှာဆိုရင် where ကိုသုံးယူမယ်ခင်နော်အဲ့ဒါခဏခဏမှားလို့အချိန်ချင်းပြောနေရတာဖြစ်ပါတယ် where you tired okay where you tired ဟုတ်ပြီဒီလိုဆိုရင်မင်းမိဘတွေကခရီးစဉ်အတွင်းမှာပြမန်းနေခဲ့သလား where your parents tired during the trip During the trip ခရီးစဉ်အတွင်းမှာ where your parents မင်းရဲ့မိဘတွေကအဲ့တော့မိဘတွေဖြစ်တဲ့အတွက်ကြောင့်ပြောခဲ့တဲ့အတိုင်းပဲဒါအများဖြစ်တယ်ဒီတော့ where နဲ့တော့မယ် where past tense လည်းဖြစ်တယ်เนาะဘာလို့လဲဆိုတော့အခုမိဘတွေကခရီးကပြန်ရောက်နေပြီဒါပေမဲ့ခရီးစဉ်အတွင်းမှာခီးသွားနေစေကာလတုန်းကဆိုအတိတ်ကာလဒီတော့အဲ့တုန်းကမိမိဘတွေကပြန်မနေခဲ့သလားเนาะ where your parents tired during the trip Where your parents tired during the trip? ဒါဆိုရင်မင်းရဲ့ကလေးတွေကပြင်းမနေခဲ့သလားဆိုမေးရပြီเนาะမင်းရဲ့ကလေးတွေ your children အများဖြစ်တယ်တယောက်ထက်ပိုတယ်လေကလေးတွေဆိုမှတော့2ယောက်3ယောက်4ယောက်ဆောက်သဖြင့်ဆိုတဲ့အခါကျတော့တယောက်ထက်ပိုတယ်ဒါကြောင့် where နဲ့သုံးမယ် where your children where your children tired where your children tired မင်းရဲ့ကလေးတွေပျော်နေခဲ့သလား where your children happy Were your children happy? ဒါဆိုရင်မိရဲ့ကလေးတွေကဝမ်းနည်းနေခဲ့သလား? Were your children sad? Were your children sad? တကယ်လို့ဒီနေရာမှာမင်းဝမ်းနည်းနေခဲ့သလားဆိုရင်လည်းပဲ were နဲ့ပြောမယ်. Were you sad? Were you sad? Okay? Were you sad? အာဒီလိုဆိုရင်မင်းကခရီးစဉ်အတွင်းမှာပျော်နေခဲ့သလား? Were you happy during the trip? Were you happy during the trip? Were you happy during the trip? เนาะဒါဆိုရင်တကယ်လို့မင်းရဲ့သမီးလေးကပျော်နေခဲ့သလားဆို Was your daughter ဖြစ်သွားတယ်เนาะ Your daughter တယောက်တည်းဖြစ်တဲ့အတွက်ကြောင့် Was your daughter happy? Was your daughter happy? အဲ့ဒီလို ဖြစ်သွားတယ်ဒါကဒါမေးခွန်းလုပ်တဲ့ကိစ္စပါเนาะ Okay ဒီလိုဆိုလို့ရှိရင်အငင်းဘယ်လိုလုပ်မလဲ အငင်းလောက်တာကြတော့လွယ်ပါတယ်ဒီ MS of Warsware တွေနဲ့အငင်းလောက်ရင်ထုံးစံတိုင်းပဲဒီ MS of Warsware တွေရဲ့အနောက်မှာ not ဆိုလေထည့်လိုက်ရုံပဲအဲ့တော့အဲ့တော့ဒီမှာလဲပဲဥပမာငါမနေ့ကမပြောခဲ့ပါဘူးဆို I was not happy yesterday I was not happy yesterday I was not ဒါကိုအမြန်ဆိုတဲ့အခါမှာเนาะအတူရေးတာအတူဆိုတာပေါ့เนาะဒါတော့ I wasn't I wasn't I wasn't happy yesterday. I wasn't happy yesterday. I wasn't happy at the airport. I wasn't happy at the airport. Minga le zai ma wan nei khe no, a lo me. You minga ta yaut the bime where. You were. You were sad. You were sad at the airport. A nyen ne me so you were not happy. You were not happy at the airport. I know you were not happy at the airport. you were not happy at the airport ဟုတ်ပြီနော်အဲ့ဒီလိုမျိုးပြောရတယ်ဟုတ်ပြီဒီလိုဆိုရင်အခုပို့ပြီးတော့ကျွမ်းသွားအောင်အာနောက်ထပ်ဥပမာလေးတချို့လုပ်ပေးပါမယ် she was a student here 2 years ago She was a student here two years ago. အဲ့တော့ two years ago ဒီ past tense တွေပြောမယ်ဆိုရင်ဒီ ago ဆိုတဲ့ဥစ္စာကိုမှတ်ထားနော်။ ago ဆိုတဲ့စကားကြောင့်ငါလွန်ခဲ့တော့လွန်ခဲ့တဲ့ဆိုတဲ့အတိတ်ပဲ။ဒါတော့ 2 years ago လွန်ခဲ့တဲ့နှစ်နှစ်က here ဒီမှာ she was a student သူမကကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်เนาะအဲ့တော့လွန်ခဲ့တဲ့နှစ်နှစ်ဖြစ်တဲ့အတွက်ကြောင့် is တုံးလို့မရဘူး she is a student လို့တုံးလို့မရဘူး she was a student ဒီလိုမျိုးဒီလုံးဝကိုပြက်ပြက်တတပြောရတယ်เนาะမြန်မာမာလိုမျိုးတွားပြီးတော့ဟာလာဒီ past tense မှမသိပါမှမသိပါเนาะအခြေအနေကြည့်ပြီးနားလည်ရတာမျိုးမဟုတ်ဘူး ေချာတိကျစွာပြောရတယ်ဒီတော့ she was a student um ဒါကိုငါဆိုရင်လည်း i was a student here 2 years ago ငါကအဲဆိုပြီးတော့မှငါကမနှစ်ကငါကလွန်ခဲ့တဲ့နှစ်နှစ်ကဒီနေရာမှာကျောင်းသားတစ်ယောက်ပါကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်စသဖြင့်ပါเนาะ okay ဒါဆိုရင်ဒါကိုအငြင်းလုပ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ she wasn't or she was not အတူရေးမယ်ဆိုရင် wasn't she Biomesoin, she was not a student here two years ago. Already ago nepatabiro Ubama three days ago. Um, five hours ago. Satapien. Tomahole ten years ago. Tomahole two weeks ago. Um, nine months ago. Satapien. Eri Lumiu. And a second, three seconds ago ago past tense she was not a student here two years ago That's ဒါဆိုရင်ဒါကိုမေးခွန်းလုပ်မယ်မေးခွန်းလုပ်ရင်ကြတော့ဘယ်လိုဖြစ်သွားမလဲပြောခဲ့တဲ့အတိုင်းပဲဘယ်လိုဖြစ်သွားမလဲ was she a student here two years ago was she a student here two years ago was she a student here two years ago was she was she a student here 2 years ago ဒီလိုလေးပြောလိုက်ရုံပဲเนาะโอเคဒါဆိုရင် we ဆိုတဲ့ငါတို့ဆိုတာ ਨੇ လောက်ကြည့်မယ်ပေါ့เนาะ we ဆိုတဲ့အတွက်ကြောင့် where နဲ့သုံးမယ်မနေ့ကငါတို့ကပန်းချံထဲမှာပါဆိုလိုတာကငါတို့ပန်းချံထဲမှာမနေ့ကရှိနေခဲ့တယ်ပေါ့နော် We were at the park yesterday ပန်းချံထဲမှာ at the park We were at the park yesterday we were at the park yesterday ဒါဆိုရင်ဒါကိုအငင်းလုံးမယ်အင်းငါတို့မနေ့ကပန်းချက်နေမှာမဟုတ်ပါဘူးမရှိနေခဲ့ဘူး we were not at the park yesterday we were not at the park yesterday ဒါဆိုရင်ဒါကိုမေးခွန်းလုပ်မယ်ဆိုရင်မင်းတို့မနေ့ကပန်းချက်နေမှာရှိနေခဲ့တာလား were you at the park yesterday အဲ့တော့ did you ကအခြေအနေပေါ်မူတည်ပြီးတော့အာဘာသာပြန်ရတယ်နော် တကယ်လို့ကိုကယူကိုတယောက်တည်းတွေ့တယ်ဆိုရင်ဒါကသင်လို့ပြန်ရတယ်။အများနှစ်ယောက်သုံးယောက်လေးယောက်ငါးယောက်စသဖြင့်တွေ့တယ်ဆိုရင်တော့သင်တို့ပေါ့ဟုတ်တယ်မလား?မင်းတို့သင်တို့ပေါ့။ဒါဆိုရင်ဒီမှာ where you at the park yesterday ကမင်းမနေ့ကပန်းချန်ထဲမှာ ရှိနေခဲ့တာလားဆိုတာမျိုးဖြစ်နိုင်တယ်လို့မင်းတို့မနေ့ကပန်းချန်ထဲမှာ ရှိနေခဲ့တာလားဆိုတာလည်းဖြစ်နိုင်တယ်ဒါကြည့်လိုက်ပေါ့เนาะကြည့်လိုက်လို့ရှိရင်တယောက်ဆိုတာလည်းဒါသင်ပေါ့เนาะမင်းပေါ့ ်အ2ယောက်3ယောက်4ယောက်5ယောက်ဆိုလို့ရှိရင်လည်းပဲ min တို့ပေါ့အဲ့လိုပြန်ရတာเนาะဒါပေမဲ့ where က where ပဲ where you at the park yesterday uh where you happy where you surprised မင်းအော်နေခဲ့တာလား where you sad မင်းဝမ်းနေနေခဲ့တာလား where you plus adjective တွေရေးလို့ရသလိုเนาะခုနပြောတဲ့ where you sad တို့ where you happy တို့ where you um excited excited စိတ်လှုပ်ရှားနေတော့ပေါ့နော်အဲ့တော့မိကစိတ်လှုပ်ရှားနေခဲ့တာလား were you excited were you excited အနေရပြပုတ်တယ်အခုလိုမျိုးဒီနေရပြပုတ်တယ်ဖြစ်တယ်ပန်းချန်ထဲမှာကျောင်းမှာအိမ်မှာဒီလိုမျိုးတွေလည်းပြောလို့ရတယ် were you at the park yesterday or were you at home yesterday မနေ့ကမင်းအိမ်မှာရှိနေခဲ့တာလား were you at home yesterday uh were you at school yesterday မင်းမနေ့ကကျောင်းမှာရှိနေခဲ့တာလား were you at school yesterday ဒါဆိုရင်ရုပ်ရှင်ကသိကိုရှည်ခဲ့တာပဲအဲ့လိုပြောမယ်အဲ့တော့ပြောခဲ့တဲ့အတိုင်းပဲမြန်မာမှာကြတော့ဟိုရုပ်ရှင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းပဲအတိတ်ကာလကိုပြောတာပဲမြင့်ရုပ်ရှင်ကသိရှည်တာပဲကွာအဲ့လိုပြောတာပေါ့နော်ရုပ်ရှင်ကသိရှည်တာပဲဆိုတော့သိရှည်ခဲ့တာပဲဆိုရဲခဲ့ကိုမြန်မာမှာသိပြီးမသုံးကြဘူးပေါ့နော်အခုဒီမှာကတော့ ဲ့လိုပြောလို့မရဘူးတေချာတိကျစွာပြောရတယ်ဒီတော့ the movie was လို့ပြောရတယ် the movie was very long ဒါဆိုရင်ဒါကိုအငင်းပြောကြည့်မယ်နော်အာရုပ်ရှင်ရောသိပ်မရှိခဲ့ပါဘူးကွာ okay ပါတယ်ပေါ့ the movie was not very long the movie was not very long ဒါဆိုရင်ရုပ်ရှင်ကအရင်ရှိခဲ့သလားယင်ဆိုပြီးတော့မေးမယ် was the movie very long was the movie very long ဟုတ်ပြီနော်ဒီလိုလေးတွေသွားရတယ်ဒါဆိုရင် အခုဟာတွေကလာမေးခွန်းနေပေါ့နော်ရုပ်ရှင်ကရမ်းရှည်ခဲ့သလားမင်းကပျော်ခဲ့သလားမင်းကဝမ်းနည်းခဲ့သလားဒီလိုတွေသွားတာပေါ့နော်အာမင်းရဲ့မိဘတွေကပင်ပန်းခဲ့သလားပေါ့နော်လာမေးခွန်းနေပေါ့အခုဒီ wh question တွေပါတယ်နော်လဲမေးခွန်းနေလောက်ကြည့်မယ် where were you yesterday မင်းမနေ့ကဗမာရှိခဲ့တာလဲဆိုမြန်မာမှာကျတော့မင်းမနေ့ကဗမာလဲလို့မေးတာနော်အင်္ဂလိပ်နဲ့မေးရင်ကျတော့ မင်းမင်းကဗမာရှိခဲ့တာလဲဆိုပြီးတော့အဲ့လိုပုံစံမျိုးမေးရတာပေါ့တိကျစွာနဲ့အချိန်ကိုဖော်ပြရတာပေါ့နော်အချိန်ဆိုတာ tense ကိုဖော်ပြရတာဒီတော့အတိတ်ဆိုအတိတ်ကိုတေချာဖော်ပြရတယ်ဒီတော့ where were you yesterday where were you yesterday where were you yesterday ဒါဆိုရင်တကယ်လို့ပေါ့နော်မင်းရဲ့အဖေကမင်းကဗမာရှိခဲ့တာလဲဆိုတော့ဒါကြောင့်ရင်ကြတော့ was ဖြစ်သွားတယ်နော်ဒီတော့ where was your father yesterday where was your father yesterday Where was your father yesterday? ဒါဆိုရင်ဆရာမကဒီမနေ့ကဗမာရှိခဲ့တာလေ Where was the teacher this morning? Where was the teacher this morning? အော်ဒီ this morning ဆိုတာကလည်းပဲဒါမနေ့ကဒီမနေ့ကဆိုတော့ဒါအခုချိန်မှာဒါနေ့လေရောက်နေတဲ့သဘောသမဟုတ်ညနေရောက်နေတဲ့သဘောလို့ယူဆရတယ်နော်ဒီတော့ this morning လို့ပါလို့အဲ့လိုပါရင်ဒါအများသောအားဖြင့်အတိတ်ကိုရည်ညွှန်းတယ်ဒီတော့ where was the teacher this morning. Where was the teacher this morning? No? So in Peter or Tongs and Diamond, I was at the office. I was at the office. Tagelo at the office Mahobe So I was at work. I was at work. Where were you? Where were you this morning? I was at work. I was at work. Uh, I was at home. I was at home. I was at home. I was outside. I was outside. I was outside. I was in the kitchen. I was in the kitchen. Where were you? I was in the kitchen. I was upstairs. I was upstairs. အဲ့တော့ I was upstairs ကြတော့ဘာမှအရှိရဘာမှထည့်နေစရာမလိုဘူး I was upstairs ဆိုရတယ်နော် I was upstairs upstairs မှာ s ပါတယ်နော် I was upstairs အောက်ထပ်မှာပါအောက်ထပ်မှာရှိနေခဲ့တာပါဆိုရင်ကြတော့ I was downstairs I was downstairs ဒါဆိုရင်ကျန်တာတွေမေးတတ်ပြီနော်သူမမနေကဗမာလဲ Where was she yesterday သူမဒီမနေ့ကဗမာလဲဗမာရှိနေခဲ့တာလဲ Where was she she this morning? Where was she this morning? Where was she this morning? Tasoyin dinne minute ka nga ta ba ma shi ni khe da le. Where was my son this morning? Where was my son this morning? Chao ma ba soe. Tu a chao ma shi ni khe da ba soe. He was at school. He was at school. Mama mane nya ka ba ma shi ni khe da le. Where was mama last night? Where was mama last night? Where was Mama last night? तू का पार्टी वह मशीन के he was at the party he was at the party he was at the party ओके ना तो सो ये तू रोगा लोगे रे लेने का वह मशीन के राले जापान माला इंडिया माला पाकिस्तान माला अपने माला where were they four years ago where were they four years ago where where were they ना That's all. ये Mia ayuwa bamashini kera le. Where were you at that time? Where were you at that time? Where were you at that time? Okay, no, that's all you need. not the car Why are they that WH question? Emma me Why was she so happy? Why was she so happy? Why she so, happy? Why were you happy yesterday? Why were you so happy yesterday? Why were you so happy yesterday? Why were you so happy yesterday? Hobi na? Mama ba lo ayan pyo ni Why was mama so happy? Why was mama so happy? Because he was with his girlfriend. Because ba jang le sura he was the ga shi ni khe le. na le sura with his girlfriend သူ့ရဲ့ကောင်မလေးနဲ့အတူရှိနေခဲ့လို့ပါ because he was with his girlfriend ကိုမေးလဲအလိုဖြေလိုက်ပါတော့ why were you so happy yesterday မနေ့ကမင်းဘာကိစ္စကြောင့်အယံပျော်နေခဲ့တာလဲ because i was with my boyfriend because i was with my boyfriend တကယ်လို့ယောက်ျားလေးကပြန်ဖြေရတယ်ဆိုလို့ရှိရင်လည်းပဲ because i was with my girlfriend because i was with my girlfriend စသဖြင့်ပေါ့နော် ဲ့ဒီလိုမျိုးဖြေရတာဖြစ်တယ်။ဒါဆိုရင်ဒီ how လို့ပါလို့ ਨੇ မေးလဲရတယ်နော်။ how နဲ့မေးကြည့်အောင် how was the concert? ဂီတာပွဲကဘလို့လဲ။ဆိုလိုတဲ့သဘောက how ဆိုတာဘလို့ဒီမှာတော့ဒါပြင်းစရာကောင်းသလားပျော်စရာကောင်းသလားပေါ့နော်ပြီးတော့ how was the concert mm it was boring အ အာပြင်းစရာကောင်းလိုက်တာလွန်ပါရောနော် it was so boring it was so boring boring ပြင်းစရာကောင်းတော့ so ဆိုတော့အလွန်ပေါ့နော် it was so boring တကယ်လို့ပျော်စရာကောင်းတယ်လို့ပြောချင်ရင် it was it was fun it was fun အလိုပြောရနော် a few and fun ဆိုရင်ရပြီ it was fun the maho it was enjoyable it was enjoyable yeah it was very enjoyable သာသဖြင့်ပြောလို့ရတယ် ဒါဆိုရင်ပါတီပွဲကဘယ်လိုလဲပြောစရာကောင်းခဲ့လားအဲ့တော့ပါတီပွဲကဘယ်လိုလဲဆိုတာကဘယ်လိုဖြစ်ခဲ့သလဲအာဒီဒီကိစ္စတွေကတော့ဒါပါတီပွဲပြီးမှမေးတာဖြစ်တဲ့အတွက်ကြောင့်တိတ်ကာလာတွေဖြစ်တယ်ဒီတော့မနေ့ကဖြစ်ရင်လည်းဖြစ်မယ်လွန်ခဲ့တဲ့တစ်ပတ်ကဖြစ်ရင်လည်းဖြစ်မယ်ပါတီပွဲတွေပြီးသွားပြီဒီတော့ past tense သုံးရမယ် how is the party လို့သုံးလို့မရဘူး how was the party how was how was the party was it fun ပြောစရာကောင်းခဲ့သလား was it fun သမဟု was it enjoyable was it enjoyable was it enjoyable စသဖြင့်ပေါ့နော်တကယ်လို့စာမေးပွဲကဘယ်လိုလဲဆိုလိုတာကမင်းဖြေနိုင်ခဲ့လားခက်သလားလွယ်သလား how was the exam how was the exam was it easy အဲ့လွယ်ခဲ့သလား how was the exam was it easy Uh, or was it difficult or tomaho was it difficult was i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 t difficult was it easy was it difficult how was the exam uh, it was good it was great uh, it was fun it was easy it was so difficult it was so difficult. Hope you okay, no? Okay, boss ka nui tui dabo kaung khe re. Boss ka jina da khe re po no. Pyo jina ga dabo The boss was kind. The boss was kind. Was the boss kind? No, 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 no. No, he wasn't kind. Lo wa ma Kind ma pye No, he wasn't kind. He wasn't kind. The teacher was nice. Siya ga dabo kaung khe ပြီးတော့ kind တို့ nice တို့ပေါ့နော် nice သဘောကောင်းခဲ့တယ် kind ကတော့ဒါစင်နာတနာတက်တဲ့ကြောင့်အဲ့လိုမျိုးဒီတော့ neutral တွေရှိတယ်ပေါ့ the teacher was nice ဆရာကသဘောကောင်းခဲ့တယ်ဆရာကအစဉ်ပြေခဲ့တယ်ပေါ့နော်ကောင်းကောင်းကိုယ်ဆက်ဆံတဲ့သဘောပေါ့ the teacher was nice အဆရာကောင်းငယ် nice ဖြစ်ခဲ့ရလားဆရာမင်းပေါ်မှာသဘောကောင်းခဲ့ရလားစသဖြင့်ပေါ့နော် was the teacher nice was the teacher nice was the teacher nice อืมเนาะအဲ့ဒီလိုမျိုးပြောရမယ်โอเคပါဒါဆိုနောက်ဆုံးတစ်ခုပြောကြည့်ရအောင် interview ကကွာအဆင်မပြေပါဘူး interview ကခက်တယ် the interview was not easy the interview was not easy တော်လေးခက်ခဲတယ် it was quite difficult it was quite difficult it was quite difficult ရုပ်ရှင်ကပြင်းစရာကောင်းခဲ့တယ် the movie was boring the movie the movie was boring The movie wasn't boring. The movie was not boring. Wasn't, was not, wasn't. The movie wasn't boring. It was quite interesting. It was quite interesting. ဟုတ်ပါပြီเนาะဒီလောက်ဆိုရင်တော့ဒါဗီဒီယိုလည်းတော်တော်ရှည်သွားပြီဆိုတော့ဒီ past tense နဲ့ပတ်သက်ပြီးတော့အနည်းငယ်သိသွားပြီပေါ့เนาะအခုဟာကဒီ tense တွေကိုပြန်လုပ်ပေးတာဆိုတော့တော်တော်လေးပြတ်သွားတယ်ပေါ့เนาะပြတ်သွားပြီးတော့အခုမှပြန်လုပ်ရတာဆိုတော့သေချာလေးပြန်လုပ်ပေးဖို့ရည်ရွယ်ထားပါတယ်အဲ့တော့အာအသေးစိတ်လုပ်ပေးတဲ့နေတဲ့သဘောပဲပေါ့เนาะဒါဆိုရင်음ရှင်းဗီဒီယိုမှာဆက်ပြီးတော့မှအာဒီ past tense အကြောင်းပဲဆက်ပြီးတော့ပေးပါမယ်เนาะ